ဒီနေ့စိတ်ဝင်စားစရာမေကွန်းလေးတစ်ခုနဲ့စလိုက်ကြရအောင်အင်းပါချုပ်စရာတော့ဗျာကြီးရဲ့တရားတော်တွေမှာတွေ့ရတယ်လို့ပေါ့လေကောင်းမှုကုသိုလ်ကချမ်းသာစီစဉ်ကိုပေးနိုင်တယ်ဆိုပေမဲ့ဟိုဘာလို့ဒုက္ခတန်တရားကနေလုံးလုံးမလွတ်မြောက်နိုင်သေးတာလဲအဓိကတော့ချက်ကဘာများထင်မလဲဗျအေးဒါကတော်တော်လေးနည်းနည်းတဲ့မိခွန်းတစ်ခုပေါ့နော်။ဆရာလိုဘုရားကြီးရဲ့တရားတော်တွေရဆိုရင်တော့အဖြေက ရှင်းရှင်းလေးပါ။အဓိကတရားခံကတဏလို့ခေါ်တဲ့ လိုချင်တမတ်မှုอ่ะပဲတနာဟုတ်ကဲ့ဟုတ်တယ်ကုသိုလ်ရဲ့ဘလို့ဘဲလောက်လောက်ပေါ့လေဒီတနာကိုအရင်ခံပြီးလုံနေတဲ့ရွေ့ဒါမှမဟုတ်ကုသိုလ်ရဲ့အကျိုးကိုတမတ်နေတဲ့ရွေ့ကတော့တန်တရာကလည်နေဦးမှာပဲဒုက္ခတွေနဲ့ကြုံနေအောင်မှာပဲတနာအဲ့ဒီလိုချင်တမတ်မှုဆိုတာပေါ့ဟိုဒီကောင်ကဘလို့များဒုက္ခဖြစ်စေတာတော့ရိုးရိုးလေးလိုချင်စိတ်လေးကနေဒီလိုကြီးတဲ့တန်တရာဒုက္ခဖြစ်လာရတာလေဗျာအဲ့ဒါကိုပိဿတမုပ္ပအတောင်းတရားတန်တရာလေးပုံနဲ့ကြည့်ပိုရှင်းတော့မယ်ထင်တယ် တဏပိစီယဥပါဒဏံဆိုတာကအဲလိုချင်မှုတဏကြောင့်ဆွဲလန်းမှုဥပါဒံဖြစ်လာတယ်ဟုတ်တယ်ဆွဲလန်းမှုဟုတ်တယ်အဲ့ဒီဆွဲလန်းပြီးဆိုတာ ਨੇ ဥပါဒနာပိစီယဘဝပေါ့ဆွဲလန်းမှုကြောင့်ပြုလို့မှုကံနေကမ္မဘဝတွေဖြစ်လာတယ်အဲ့ဒီကံကြောင့်ပဲဘဝပိစီယဇာတိဆိုပြီးခန္ဓာကိုယ်ရမှုဘဝအတ္တထက်ရပြန်ရောဩဘဝတရားလာပြီးဆိုရင်တော့ဟုတ်ပြီဇာတိပိစီယဇရာမရဏံဆိုတဲ့အတိုင်းပဲ မွေးလာပြီဆိုတာနဲ့အိုယာနာယာတေးရမဲ့ဒုက္ခတွေတော့ဆိုရင်တော့ကငိုကြွေးရတယ်အကုန်လုံးကတဆက်တီးပါလာတော့တာပဲလေဒီတန်စရာကြီးကအဲ့ဒီလိုလဲပတ်နေတာဆိုတော့အပြောရင်တနာဆိုရဲအစလေအဲ့ဒီလိုချင်စီလေးရှိနေတဲ့ရွေးဘဝတတရားဦးမယ်ဘဝရနေရွေးဒီအိုနာတဲ့ဒုက္ခကလွတ်မမဟုတ်ဘူးပေါ့နော်음အချမ်းဖင်းကတော့အဲ့ဒီလိုသဘောပေါ့ဒါပေမဲ့လေလူတွေကကုသိုလ်လုပ်ကြတယ်ကောင်းမှုရဲ့အကျိုးပေးကိုလေမျှော်လင့်ကြတာပေါ့ အဲ့ဒီကုသိုလ်ကံကြောင့်စီးစီဥစာရတာမျိုးကြတော့ရောအဲ့ဒါကိုဘယ်လိုနားလည်ရမလဲကုသိုလ်ကောင်းမှုကသူ့အကျိုးကိုပေးတာတော့အမှန်မဲ့လေဒါနာကောင်းမှုကြောင့်စောဝိနေရေးပြည့်စုံလာမျိုးတီလာကြောင့်ကျမ်းမာတာအသက်ရှည်တာမျိုးပေါ့စီးစင်ဥစာတွေရနိုင်တာမှန်ပါပဲဒါပေမဲ့လေဒီနေရာမှာတတိထားရမှာကတဏနဲ့ယင်ပြီးလုတ်တဲ့ကုသိုလ်ရဲ့အကျိုးပေးကအမ်ဆရာကဥပမာပေးထားတာရှိတယ်။ရွှေုံနယ်ထားတဲ့ရွှေသုံးလိုပဲ။အော် ရှုံနေထားတဲ့ရွှေသုံးဟုတ်တယ်တံပိုးတော့ရှိတယ်ဒါပေမဲ့မတန့်စင်ဘူးဒုက္ခရဲ့အညစ်အကြေးတွေကပ်ပါနေတတ်တယ်ပေါ့ဥပမာလူစီစဉ်နတ်စီစဉ်ရရဲဆိုပေမဲ့အဲ့ဒီဘဝမှာကိုပဲအိုးနာတေဆိုတဲ့ဒုက္ခတွေနဲ့ပြန်ရောနေတာမျိုးလေอืมဟုတ်ကဲ့အတိတ်ကုသိုလ်ကောင်းခဲ့ရင်ဟိုဒီဘဝမှာတိတ်ကြိုးစားနေကြမလို့ပဲနဲ့တော့စီစဉ်နေအလိုလို ရောက်လာတတ်တယ်ဆိုတာမျိုးရောအဲ့ဒါကဘလောက်ကြီးမှန်တယ်လဲတစိမ့်တပိုင်းတော့ဟုတ်ပါတယ်ဆရာတော်ရဲ့တရားထင်းမှလည်းပါပါတယ် အတိတ်ကဒါနာကုသိုလ်အားကောင်းခဲ့တဲ့သူစီကိုပေါ့လေအကြောင်းတိုက်ဆိုင်လာရင်အစားအသောက်တို့ရွှေငွေစည်းကြင်တွေကအလွဲတကူရောက်လာနိုင်တယ်။ဒါပေမဲ့အကန့်ရှင်ဆိုလာကုံတွားနိုင်တာကိုကန်ကုံလွှဲရင်ရှိပြီးသားတွေတော့ပျက်စီးတက်လို့ပြီးဆိုပမာလဲကုသိုလ်ဆက်လုံနေဖို့လိုတယ်လို့ဆုံးမထားတာရှိပါတယ်။အဲဒီအချက်ကိုပို့ပြီးမြင်သားစေမဲ့ဇလန်းလေးတွေလည်းရှိတယ်လေ။ကြံရီလူခဲ့တဲ့ညီကိုဇလန်းလို့မျိုးပေါ့ ဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ညီကိုနေရောညီကကြမ်းရဲလူပြီးတော့လူစီစဉ်နတ်စီစဉ်အရင်ခံစားမယ်ပြီးမှတရားထူရပါလို့ကြီးဆိုပြီးဆူတောင်းတော့အဲတညာလေးပါသွားလာပေါ့ဟုတ်တယ်အကူကကြောတော့ညီရဲ့ကုတုကိုတာထုခေါ်တယ်ပြီးတော့ပစ္စကဗုဒ္ဓတွေတည်တဲ့တရားထူကိုပဲတန်းတောင်းလိုက်တယ်ဆိုတော့တနာကင်းတယ်ဆိုတာမှာပေါ့မှန်ပါပဲအဲ့ဒီမှာအကျိုးပေးပုံကွာခြားသွားတာတိတ်ထင်ရှားတာပဲ အကိုကဝိပတိဖျားရှင်လက်ထက်မှာယဟန်ဝတ်ပြီးတိတ်မကြခင်မှာပဲယဟန်သာဖြစ်သွားရဲ့ညီဖြစ်တဲ့ပုဂ္ဂိုလ်ကတော့သူစုတောင်းခဲ့တဲ့အတိုင်းပေါ့လေစီစိန်နဲ့အစင်းစင်းခန်းစားပြီးတော့ဂေါရမဖျားရှင်လက်ထက်ရောက်မှဇော်ဒီကထထေးကြီးဖြစ်လာတာဟုတ်ဇော်ဒီကထထေးကြီးချမ်းသာရမှာပြောစရာမရှိဘူးနော်ဟုတ်ကဲ့ပြိုင်ဆိုင်ရှားပဲဒါပဲကြည့်လိုက်ရင်တန်တရာခရီးကအကူဖြစ်သူထက်အများကြီးရှည်ရသွားတာပေါ့အဲ့ဒါတန်ခါရဲ့အကျိုးဆက်ပဲဟုတ်ကဲ့စော်ဒီကတထေးကြီးပင်နောက်တယောက်စော်တီလာတထေးကြီးရောသူက ကတ္တပဖျားရှင်ရဲ့စီတီတော်ကိုရွှေပန်းကန်ဒီရွှေပန်းခိုင်ဒီလှူခဲ့တဲ့ကုသူကြောင့်အိမ်ဆောက်ပြီးတဲ့အခါအိမ်နောက်ဖက်မှာရွှေတိုက်ကြီးပေါ်လာတယ်ဆိုတာမမပဲအဲ့ဒီဇလန်းမှာပိုပြီးမသားစရာကောင်းတာကလေအဲ့ဒီရွှေတိုက်ကိုသူ့သား၃ယောက်ကိုအမွေခွဲပေးဖို့တုခိုက်ခဲ့ခါကြတော့အတိတ်ဘဝရောကအဖေနဲ့အတူတူကုသူဖြူခဲ့ဖို့တဲ့သားငယ်ဆုံးတယောက်ပဲတူလို့ရတယ်ဟာဟာဟုတ်လားဟုတ်တယ်ကျန်တဲ့တောင်းတယောက်ကဘလို့တူတို့မရဘူးအဲ့လာကဘာကိုပြလဲဆိုတော့ ကုသိုလ်ဆိုတာတကယ်ကိုယ်တိုင်ပြုမှကိုယ့်အတွက်စွမှန်ထွက်တယ်ဆိုတာကိုပြနေရတာပဲတကယ်အဖို့ကောင်းတာပဲကိုယ်တိုင်လုံးမှကိုယ်ပိုင်ရတာကောပြီးတော့အဲ့ဒီဇတိလတထေးကြီးကနောက်ပိုင်းသူ့ရဲ့ချမ်းသာတဲ့ဇောတိကရောမင်တကရောတထေးကြီးတွေရှိသေးမှန်တီးသွားတော့အကောင်လုံးစွတ်လွတ်တီးရမ်းပြူသွားတယ်ဆိုတာကလည်းတော်တော်စဉ်းစားစရာပဲเนาะဟုတ်ပါတယ်အဲ့ဒီတော့ဒီရချက်တဲ့ဇလန်းတွေကိုခြုံဝေးကြည့်လိုက်ရင်ဆရာတော်ဖျားရဲ့တရားတော်ကညွန်ပြနေတာကတော့ရှင်းပါတယ် ကုသိုလ်ကောင်းမှုဆိုတာချမ်းသာစည်းစိမ်ကိုပေးနိုင်လို့လုတ်ကိုလုတ်တဲ့နေဟုတ်ကဲ့ဒါပေမဲ့လိုချင်တမတ်မှုတဏှာကိုအရင်ခံပြီးလုံးနေသမျှစုစုံတွေမှာတဏှာတွေပါနေသမျှကတော့အဲ့ဒီချမ်းသာကတန်တရာကိုပိုရှည်စေနိုင်ပြီးတော့ဒုက္ခနဲ့လုံးလုံးမကင်းနိုင်သေးဘူးဆိုတာပါပဲနာကိုအဓိကထားပယ်သတ်ဖို့လို့ပြီးတဏှာကင်းအောင်ချင်းချမ်းတဲ့ဒါနသီလဘာဝနာကမှတကယ်လွတ်မြောက်ရာနိဗ္ဗာန်ကိုပို့ဆောင်နိုင်မယ်ဆိုတဲ့သဘောပေါ့နော် အတိအကျပါပဲအဆုံးသတ်အနေနဲ့စဉ်းစားစရာလေးတခုထပ်ပြီးပြောချင်တာကတော့လေကုသိုလ်ကြောင့်ရတဲ့ lucky season ချမ်းသာလို့ဆိုကြတဲ့အရာတွေကိုယ်တိုင်ကလည်းအမြဲမရှိဘူးမတည်မြဲဘူးပျက်စီးတတ်တဲ့သဘောအဲ့ဒါလေဒုက္ခသစ္စာရဲ့တစ်စိတ်တစ်ပိုင်းပဲဆိုတာကိုသတိပြုဖို့လိုပါတယ်မှန်ပါတယ်ဒါကြောင့်မို့လို့ကုသိုလ်တွေပြုလုပ်နေရင်တစ်ဖက်ကလည်း ဒီလိုချင်တက်မှတ်စိတ်တနာကိုတင်းစီနိုင်ဖို့နောက်ဆုံးအပိတိုင်ပဲတက်နိုင်ဖို့အတွက်ဝိပဿနာဉာဏ်ပညာကိုပါအလေးထားပွားများအားထုတ်သွားဖို့ကဘလောက်အရေးကြီးတယ်လဲဆိုတာကိုစက်ပြီးဆင်ခြင်သုံးသပ်ကြည့်တဲ့မှာလေဆိုတဲ့အချက်ပါပဲရှင်